at village လို့အမည်ရပါတယ်ဗျာထိုင်းလူမျိုးတို့ရဲ့ဘာသာစကားအရတော့ bankawak လို့ခေါ်ဆိုကြပါတယ်အမှုပညာရှင်တို့ရဲ့ကြီးရွာလေးတစ်ခုပေါ့ရွာတွေဝင်သွားလိုက်တာနဲ့စိတ်ကြည်နုစရာမြင်ကွင်းအဖုံကတင့်ကိုစီးကျူလို့နေပါလိမ့်မယ် လမ်းမှုအနုပညာနီလန်းပေါင်းစုံနဲ့ပြုလုပ်ထားတဲ့ပစ္စည်းမျိုးပေါင်းများစွာကိုဆိုင်ငန်းတွေတနေရာထဲမှာစုပြီးတော့ရောင်းချပေးနေတဲ့နေရာလေးတစ်ခုပါပဲကျွန်မမျိုးကိုရောက်လာတဲ့နိုင်ငံတကာကခီးသွွားဧည့်သည်များအနေနဲ့မဖြစ်မနေသွားကြရတဲ့နေရာလေးတစ်ခုဆိုရင်လေမှားမယ် and everything's to do. And it was cause you know. ခုမြင်တွေ့ခဲ့ရတာကတော့ကြာရောလာကြသူပေါင်းကိုကိုယ်တိုင်တိခတ်ဖြောပြသည်ဆိုနေတဲ့အမှုပညာရှင်တူဦးပဲဖြစ်ပါတယ်ဗျာ။ ခုမြင်တွေ့နေရတဲ့အိုးကလေးတွေခွက်ကလေးတွေအယုတ်ကလေးတွေကိုလည်းမိမိကြိုက်နေတဲ့သလိုဆေးရောင်ချဲတာလို့အမတ်တရားတင်းစီယူငင်သွားနိုင်တဲ့နေရာပဲဖြစ်ပါတယ်ရုပ်စွာအစုံတော့ကြိတ်ကလေးတွေကအစလက်လက်ပပဖန်တီးထားလို့မြင်မြင်သမျှကတော့လိုချင်စရာကြီးပါပဲဗျာခရစ်တယ်ကြောင်လေးများကို မိမိစိတ်တိုင်းကြဖန်တီးစီချဲလို့ရတဲ့နေရာလေးပဲဖြစ်ပါတယ်ဗျာအနောက်တိုင်းသူမျိုးသမီးများ အလွန်နစ်သက်သဘောကျတဲ့နေရာလေးတစ်ခုပဲဖြစ်ပါတယ် ပကြင်နဲ့ပတ်သက်လို့စုံမျိုးမျိုးဆေးမျိုးမျိုးနဲ့ဆက်ဆက်ပစ္စည်းပေါင်းစုံကိုတနေရာထဲမှာရနိုင်တဲ့နေရာလေးပဲဖြစ်ပါလေ။မောင်စင်ဖို့ဆိုရင်လဲလိုအပ်သမျှကိုဒီနေရာမှာပဲသွားပြီးမွေနောက်ရှာဖွေဝယ်ယူရပါလေ။အမှုပညာရှင်ရဲ့ ကိုယ်တိုင်ဖန်ပြီးရေးဆွဲနေပုံကိုလည်းလက်တွေ့တိတ်လာလို့ရပါတ အော်တိုဂလီဟန်ချိန်ကီချိန်လက်ဆွဲကြိုးကစားလို့လှလှပပဖန်တီးထားတာပဲဖြစ်ပါတယ်ဗျာ။ ဒီနေရာမှာဆိုရင်လဲပကြီးကားလေးများကို ကိုယ်တိုင်ဖန်တီးရေးဆွဲလို့အမတ်တရားသိသိယူငင်သွားနိုင်တဲ့နေရာပဲဖြစ်ပါတယ်ဂျီနိုဒီယာမြင်ကွင်းဖုံဖုံဝဲချင်းစရာပစ္စည်းအစုံစုံနဲ့ပြည့်စုံနေတဲ့ Art Village ကိုဖြင့်ချင်းမိုင်မြို့ကို ရောက်လာရင် တစ်ခါတစ်ခေါက်တော့တွားရောက်တင်ပါကြောင်းတရင်ကောင်းပါလိုက်ရပါတယ်ဗျာ။